မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကိုမကောင်းတဲ့အမောင်ပြောကတက်တွေပေါ့မကောင်းတဲ့ပပတက်တွေကိုအိမ်လေးကနေပြီးတော့လက်ထုတ်ပြရတဲ့ဝါစိမ့်နေတဲ့စီအကြောင်းကိုကျွန်တော်ကနေပြီးတော့ဝေးပြပေးမှာဖြစ်ပါတယ်မိမိတို့အိမ်မှာမိသားစုဝင်နေပေါ့နော်တယောက်ပြီးတယောက်ဟိုလူကဖျားလိုက်ဒီလူကနေမကောင်းဖြစ်လိုက်ဒီလူနေမကောင်းဖြစ်လို့မှမကြသေးဘူးနောက်တစ်ယောက်ကထပ်ဖြစ်လိုက်ခဏခဏကျန်းမာရေးတွေညံ့နေကြတာတချောင်ချောင်ဖြစ်နေကြတာပြီးရင်နောက်တစ်ခုက အိမ်မှာရှိတဲ့မိသားစုဝင်တွေတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ကိုမရဘူးမျက်နှာချင်းဆိုင်လိုက်ပြီဆိုတဲ့စကားတွေမြားအာအကြီးနဲ့အငယ်နဲ့မတက်အဲ့ဒါအိမ်နေပူနေအိမ်နေစုနေပါတယ်ဆိုရင်လည်းပဲဒီအမှောင်ပြောကတက်တွေကိုလည်းရှိရှိတယ်လို့ပြောလို့ရတာပေါ့လေအဲ့ဒီအမှောင်ပြောကတက်တွေဆိုရင်လည်းပဲအိမ်နေရနေပြီးတော့အိမ်ပြုံထွက်သွားအောင်လို့တစ်ဖက်စီဒီဒီဘွာစိတ်တီတစ်ဖက်စီနဲ့လှည့်ထုတ်လို့ရပါတယ်ထို့တူပဲကိုယ့်အိမ်ကိုပူမလာစေခြင်းနဲ့ဧည့်သည်တွေပါတယ်မရောက်လာစေခြင်းလည်းဒီဒီဘက်စီနဲ့လှည့်ထုတ်လို့ရပါတယ် ထို့တူပဲကိုယ့်ကိုဒုက္ခပေးမဲ့သူတွေကိုယ့်အိမ်ကိုရောက်မလာအောင်လည်းပဲဒီဒီပြည့်စည်နဲ့လက်ထုတ်လို့ရပါတယ်။ဒါကတော့ကျွန်တော်တို့အဘဆိုင်မင်းတင်ကပြောပြခဲ့တဲ့ဝါစိနေဒီပြည့်စည်ရဲ့အာနိသင်လေးပဲဖြစ်ပါတယ်။အဲ့တော့ဝါစိနေဒီပြည့်စည်လှုပ်ဖို့အရာပထမဦးဆုံးကျွန်တော်တို့ဒီလိုမတ်တက်ဒီပြည့်စည်အသေးလေးတစ်ချောင်းလိုပါတယ်။မတ်တက်ဒီပြည့်စည်အသေးလေးတစ်ချောင်းပေါ့နော်။ဒီလိုအသေးလေးတစ်ချောင်းလိုပါတယ်။အဲ့တော့အဲ့ဒီပြည့်စည်ရဲ့အနောက်ကလက်ကင်ယိုးနေရာပေါ့လက်ကင်ယိုးနေရာမှာအဝါဟိုတကက် အစိမ့်ကိုတကက်အနီကိုတကက်အဲ့ဒါသင်းမောသေးလေးနဲ့တုတ်လိုက်ပါ။ဟွာစိမ့်နီပေါ့နော်။အဝါတကက်အစိမ့်တကက်အနီတကက်တုတ်ပါ။ပြီးရင်ကျွန်တော်တို့ဒီတပြက်စီးရဲ့အနောက်မှာကျွန်တော်အပေါက်ကလေးပါတယ်။အဲ့ဒီအပေါက်ကိုကျွန်တော်လုံအောင်ပိတ်ရပါမယ်။အဲ့တော့ကျွန်တော်တို့ဖြစ်နိုင်ရင်တော့တက်သားစို့ပေါ့။တက်သားနဲ့စို့လေးလုပ်ပြီးတော့ဒီအနောက်ကနေပြီးတော့ရိုက်ထည့်ပြီးတော့အဲ့ဒီအပေါက်ကိုလုံအောင်ပိတ်ပလိုက်ပါ။ဒီဝါးတွေကွဲသွားလို့မရပါဘူးဒီအပေါက်လုံမရမှာပေါ့နော်ဒီအပေါက်ကိုတော့လုံအောင်ပိတ်ရမယ်နောက်ကစို့နဲ့ကြိုက်ပြီးပိတ်ပြပါ အဲ့တော့အဲ့ဒါဆိုရင်တော့ဒီအနောက်ကိုလည်းလုံအောင်ပိတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒါဝါစိမ့်နေဒီပြစီကြပါပြီအဲ့တော့ဒီဒီပြစီနဲ့ကျွန်တော်တို့အိမ်မှာရှိတဲ့မကောင်းတဲ့အမှောင်ပြောကတဲ့ဒီကိုလှည့်ထုတ်ပါမယ်လှည့်တဲ့အခါမှာကျွန်တော်တို့ညနေနေဝင်ချိန်ပေါ့အဲ့နေဝင်ချိန်ကိုလှည့်ရပါမယ်အခုဒီလာဒီမှာဆိုရင်ညနေနေဝင်ချိန်ဟာ6:40မိနစ်40နောက်ပိုင်းဟာဒါနေဝင်ချိန်မှာပဲ6:40မိနစ်40နောက်ပိုင်းဆိုရင်နေဝင်ပြီ အဲ့တော့အဲ့လိုအချိန်မှာကျွန်တော်လှည့်ပါမယ်အဲ့ဒီ6နာရီမိနစ်40ရဲ့နောက်ပိုင်းကိုကျွန်တော်တို့အမင်္ဂလာချိန်လို့ခေါ်တာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့မကောင်းတဲ့ဓာတ်တွေကိုလှည့်ထုတ်ပါမယ်ငါတို့အိမ်မှာမကောင်းတဲ့ဓာတ်တွေမကောင်းတဲ့အမှောင်ပြောကားတွေရှိရင်ထွက်သွားထွက်သွားဆိုပြီးတော့လှည့်ထုတ်ပါလှည့်တဲ့အခါမှာကြမ်းပြင်ကိုထိပြီးလှည့်ရမှာမဟုတ်ပါဘူးလေထဲမှာတည်းမြဲဒီပြစီလှည့်တဲ့ပုံစံဟန်ပြုတ်ပြီးတော့အမိုက်တွေကိုအပြင်ကိုလေထဲကနေလှည့်ထုတ်ပြရမှာဖြစ်ပါတယ်မကောင်းတဲ့အမှောင်ပြောကားအမိုက်တွေကိုပေါ့လှည့်ထုတ်ပြရမှာထို့တူပဲ အိမ်မှာရှိတဲ့တယောက်ကမျက်နှာဖက်တွေဆိုရင်ပုံမှန်ခေါင်းတွေကြိုက်တယ်ခေါင်းတွေမူးတယ်ကိုလက်တွေမအီမသာဖြစ်တယ်ကျမ်းမကြီးကတချောင်ချောင်ဖြစ်တယ်ဟာဆေးတွေသွားစစ်တော့လဲဆေးတွေသွားကူးတော့လဲပဲယောဂါရှာမင်းအားဦးမျက်နှာပိုင်းဆိုရင်ပုံမှန်ဖြားနေပြီနေမကောင်းဖြစ်နေပြီဆိုရင်လဲအဲ့လူကိုကျွန်တော်တို့နော်ပက်လက်လန်ခိုင်းလိုက်ဒီအစောကကျွန်တော်ပြောတဲ့အချိန်ပေါ့6:40မိနစ်40နောက်ပိုင်းမှာပေါ့သူအညာဆောင်ပပလေးတွေအပေါ်ကနေခြုံမိလိုက်ခေါင်းမူပါခြုံရမယ်နော်ခေါင်းမှာကျွန်တော်လုံအောင်ခြုံရမယ် ဆင်းအဲ့ဒီအပေါ်ကနေပြီးတော့အောက်ခြေပြားကြီးကိုဒီလိုတင်းနဲ့လှဲချမယ်။သူ့တော့ထိပြရမလို့နော်အပေါ်ကပဲလှဲမယ်နော်ရှက်လှဲတာပေါ့ဘောကနေပြီးတော့အဲ့တော့ဘာနေသမီးဘယ်သူပေါ့ဒါမှမဟုတ်လဲဘာနေသားဘယ်သူပေါ့သူ့မှာရှိတဲ့အမှောင်ပြောကားတွေမကောင်းတဲ့ယောဂဝေဒနာတွေကျမ်းမာရေးအညံ့တွေထွက်သွားဆိုပြီးတော့မှအပေါ်ဘက်ကိုဒီမျိုးလှဲထုတ်ပေးရပါမယ်။ဒီအိမ်ဘက်ဘက်ကိုပေါ့လှဲပြရမှာတကားဖွင့်ပြီးတော့လှဲထုတ်ပြအဲ့လိုမျိုးမကောင်းတဲ့ဓာတ်တွေကိုလှဲထုတ်ပြရပါမယ်။အဲ့လိုပဲ ကိုမလာသေးခြင်းနဲ့ဧည့်သည်ကိုအိမ်ကိုမရောက်လာသေးခြင်းဘူးပေါ့နော်ကိုမလာသေးခြင်းနဲ့လူကိုအိမ်ကိုမလာသေးခြင်းမရောက်လာသေးခြင်းဆိုရင်လေသူ့ရဲ့မျက်နှာကိုပုံအောင်ပုံအာယုံပြုတ်ပြီးတော့မှသူ့ကိုလက်ရှိနဲ့လက်ထုတ်ရတယ်ငါတို့အိမ်ကိုမလာခဲ့နဲ့နေငါတို့အိမ်ကိုမလာခဲ့နဲ့ဆိုပြီးတော့အဲသူ့မျက်နှာကိုစိတ်ထဲမှာပေါ်ပြီးတော့လေထဲကနေလို့ပါလမ်းပေါ်ကပကူလက်ထုတ်ပြရပါတယ်အဲ့တော့ဉာဏ်ရှိသူတို့သုံးပါအဲ့တော့ဒီဒီပြည့်စင်းနဲ့ပတ်သက်ပြီးတော့ထူးခြားမှုတွေတခုကျွန်တော်ပြပြအောင်မယ်တစ်ခါတော့ကကြာပါပြီ၄၅9နှစ်လောက်တော့ရှိပြီ တင်းတော့စီကိုဒီလက်ပံလှဘက်ကပေါ့နော်လက်ပံလှဘက်ကမိသားစုတို့ရောက်လာတယ်ចောင်းစီယာမိသားစုအဲ့တော့သူတို့မိသားစုဟာသူတို့ရဲ့အိမ်ချင်းအိမ်နဲ့လုံးဝမတည့်ဘူးအဲ့တော့ချင်းအင်ကတယောက်ကသူတို့ပြောပုံရပေါ့နော်ဟိုဘာပညာညာပညာလေးတွေတက်တယ်ပေါ့ဘာပညာညာပညာလေးတွေတက်တဲ့အခါကျတော့အဲ့တော့သူတို့အိမ်ဟိုးတဲ့ဟိုဟာနဲ့ပြစ်လိုက်ဒီဟာနဲ့ပြစ်လိုက်အင်းနဲ့ပြစ်လိုက်နော်အဲ့လိုလေလာပြစ်တယ်လို့ပြောတာပေါ့သူတို့သူတို့ပြောစကားကိုပြောတာနော်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်တော့ ဲ့တော့ဒါလေးလုပ်ပြီးတော့ဒီဒီဖြစ်စင်းနေတဲ့လှဲကြည့်ပါလားကျွန်တော်ပြောလိုက်တယ်အဲ့တော့ तू ကအိမ်ရောက်တဲ့အခါမှာ तू လှဲတယ်ပေါ့လှဲတော့တည့်ရက်မှာသူတို့မိသားစုတွေနောင်ချိုရောက်တဲ့အချိန်မှာ နောင်ချိုမှာအဲ့လိုပေါ့ဒီဆရာတယောက်ကြီးရောက်သွားတယ်ပေါ့သူတို့နောင်ချိုမှာအဲ့လိုမျိုးအထက်လမ်းနဲ့ပတ်သက်တဲ့ဆရာတယောက်ကြီးရောက်သွားတဲ့အချိန်မှာအဲ့ဒီမှာသူတို့ရဲ့အကြောင်းကိုအဲ့မတယောက်ကိုဝင်ပူးပြီးတော့ပြောတယ်ပေါ့နော် သူတို့မိသားစုကိုတပြက်စီမလဲဖို့ပြောပြပါပေါ့နော် သူတို့ကအဲ့လိုတပြက်စီလက်တိုင်းမှာသူခင်ဗျာခံနေရပါတယ်ဆိုတဲ့အကြောင်းအဲ့ဒါဝင်ပြီးတော့ပြောတယ်လို့ကျွန်တော်ဖုံးဆက်ပြီးတော့အဲ့ဒီကြောင်းဆရာမိသားစုကျွန်တော်လှမ်းပြောတယ်ဟာဆရာတပြက်စီကအရင်ဆွမ်းတာပဲဗောအဲ့လိုမျိုးသူတို့အဲ့လိုအိမ်ဘက်ကဘွားတော်ကတော့အဲ့လိုပြောဟိုတယောက်ကိုဝင်ပူးပြီးတော့ပြောတယ်ဆိုတဲ့အကြောင်းသူတို့ကျွန်တော်တို့ပြောပြခဲ့ဘူးပါတယ်ဗောနော်အဲ့တော့အမှောင်ပြောကတက်တယ်ဦးလည်းနိုင်တာပေါ့ဗျာလှုပ်ကြည့်ပေါ့အဲ့တော့သူတို့လှုပ်ချခဲ့တဲ့ဖြစ်စဉ်မှန်လားမလားတော့မသိဘူးသူတို့ပြောပြတာတော့အဲ့တိုင်းပြောပြခဲ့မှုပါလေပေါ့နော် ဲ့တော့ဘွာစိမ့်နေတဲ့ပြည်စည်းလေးကိုလုံအပ်ရင်သုံးပါဉာဏ်ရှိသလိုသုံးပါဒါကတော့အဘဆရာကြီးမင်းသိန်းကကျွန်တော်တို့ပြောပြခဲ့မှုတဲ့သင်ပြခဲ့မှုတဲ့ဘွာစိမ့်နေတဲ့ပြည်စည်းအကြောင်းလေးပဲဖြစ်ပါလေခင်ဗျာအိမ်မှာတခြားတော့ဆောင်းထားတင်တာပေါ့နော်တခုရှိတာကသူကတော့လေထဲမှာပဲလေရပါတယ်ကြမ်းမြင်ကိုလုံးဝမလေရပါဘူးเนาะပြီးရင်တော့တင့်တော်ရနေရာလေးတနေရာမှာတိတ်နှားပေါ့ဒါလေးကိုเนาะ